ဖေဖေနဲ့ကတော့အများတန်းပါပဲအခုဆိုရင်ဟိုဘယ်ပွဲမှာဆိုဖေဖေလိုက်ပို့တယ်မိကျတိတ်မအားတဲ့ခါကျတော့ဖေဖေပဲဒါအချို့ပို့တာဝန်ယူတယ်ပေါ့နော်ဆိုတော့ဖေဖေနဲ့ဆိုရင်အများဟိုဘလို့ပြရမလဲ close ဖြစ်တယ်ပေါ့နော်ဆိုတော့ဖေဖေကိုဆိုရင်အိုးအရင်အတိုင်းပဲ55နှစ်တောင်ဖြေခဲ့တယ်လို့ပဲအခုထိလည်းဒါပပခဲ့ပါပဲရှင်ကဲဒီအခါတော့ဒီနေ့အဲ့ဒီနေ့ဒီပစားရဲ့ဒီ show ပွဲမှာ၆ပိုးအတွက်စီစဉ်ရှိပါချင်ဟုတ် ဟုတ်အဲ့ဒီလေးငါရပါအဲ့အဲ့နှစ်ရပေါ့ဟုတ်နှစ်စလုံးရှင်ဟုတ်ဟုတ် stage ပေါ်တက်ပြီဆိုတာနဲ့ရင်ခုန်ရပါရင်ရှင်ဟုတ်ဟိုဒါကတော့ဟိုစားဒါလူပြောင်းလဲအများတန်းပေါ့နော်စိတ်တက်လူတက်ဒီနေ့ရကြိုင်ရောဒေးပိုင်းဒေးအများတန်းဒါစိတ်တက်လူတက်အရင် fresh ဖြစ်ပြီးတော့ကိုယ့်အကိုပဲလှအာဘယ်လိုပြောင်းမလဲကိုကိုစိတ်ကိုမြန်လှအောင်နေရတာဆိုတဲ့အခါကျတော့စားအဲ့လိုမျိုးကြောင်းလေးရဖြစ်ပါလိမ့်မယ်ဒါပေမဲ့ခစ်စားအမြင်ကတော့ပုံမှန်လူပဲလို့တင်တယ်ဟုတ်ဟုတ်သူကရှိသေးပေါ့ဟုတ်ဒါမမဟိုက စားဒီဇိုင်နာမမမခင်မှုတက်တာရှုပ်ပေးထားတာပေါ့နော်မခင်မှုတက်တာရှုပ်ပေးထားတာခစားအနောက်ပိုင်းအဲ့လိုပေါ့ပေါ့ပါပါလေးပဲသဘောကျတော့လေအဲ့လိုရှည်လေးတို့ပဲအဲ့လိုဒီဇိုင်းလုပ်ပြီးဟိုဖြစ်ပါရင်ရှင်ဟုတ်အော်ချွတ်ချွတ်တချို့ပွဲကြီးကြတော့လေဒီဇိုင်နာအမတွေအကိုတွေစင်တဲ့ဟိုပွဲကြီးရှိရဲချွတ်ကြတော့လေခစားအဲ့လို ပါလိုချင်တဲ့ပုံစံလေးကို inspire ယူပြီးတော့ဒီ social media မှာ share ပြီးတော့ inspire ယူပြီးတော့တို့တို့ဒါအကြံပေးတဲ့အပိုင်းလေးလည်းရှိပါရဲ့ရှင်ဟုတ်အာခေစာနဲ့မမင်းတွေကတော့အများအားဟိုတားမီးဆိုတော့မတည့်တဲ့ဟာရဲ့မတည့်တဲ့အချိန်လေးရှိရဲတည့်တဲ့အချိန်လေးရှိရဲဒါပေမဲ့ဟိုမမေရုံးကန်နေရတဲ့အပေါ်မှာမမေအလုပ်တွေစူးစမ်းနေရတဲ့အပေါ်မှာစာဒါကိုတွေ့မြင်ရတဲ့အခါမှာမမေကိုတနာတယ်ပေါ့နော်ဆိုတော့မမေကိုချင်းစာပြီးတော့မမေအလုပ်ကနေပြန်လာရင်ပြင်နေမမေကိုဒါနှစ်ယောက်စောင်းပေါ့နော်ပြင်နေမမေကိုနှစ်ယောက်စောင်းတို့အလုပ်ကနေပြန်လာတဲ့အခါကျရင်ဒါကိုက ဟိုဘာမှမကူညီပေးနိုင်အောင်ဆိုတော့မှသူတို့အတွက်ဒါတစ်ခုခုပြင်ဆင်ပေးရမျိုးတို့ဥပမာဒင်နာဆိုရင်ဒင်နာပြင်ဆင်ပေးရမျိုးတို့ဟိုသူတို့စိတ်ပိုင်းဆိုင်ရာပေါ့နော်ဟိုအားတက်စင်မဲ့ဟာလေးကစားအများကြီးခင်မင်းတို့ဖြစ်ပါရင်ရှိခေါ့ဖေဖေနဲ့ကတော့အများကြီးပါပဲအခုဆိုရင်ဟိုဘယ်ပွဲမှာဆိုဖေဖေလိုက်ပို့တယ်မိကျတိတ်မအားတဲ့ခါကျတော့ဖေဖေပဲဒါအကျိုးပို့တာဝန်ယူတယ်ပေါ့နော်ဆိုတော့ဖေဖေနဲ့ဆိုရင်အများကြီးဟိုဘယ်လိုပြောရမလဲ close ဖြစ်တယ်ပေါ့နော်ဆိုတော့ဖေဖေကိုဆိုရင်ဟိုအရင်အတိုင်းပဲ25နှစ်တောင်ဖြေခဲ့တယ်လို့ပဲအခုထိလည်းဒါပပခဲ့ပါပဲရှင်ဟုတ် โอเคအာခစားဟိုတပတ်ကပဲဒီဥပမာဥမီဝါဟိုရိုက်တယ်ပေါ့နော်ဒီလူတွေလည်းနဲ့အလောက်ကရင်ဆက်စကားဟဲပြပါပါရှင်စကားရိုက်ကိုရတော့တော့တချုံတက်ပါပဲဘာလို့ဆိုရှင်ကားဆိုတော့လေဟိုမရောကျင်တာလဲပါတယ်နောက်ပြီးတော့ဒီဘဘဥမီဝါတင်ကြပေးရဲ့ဟိုခစားရဲ့ဆရာဆရာဘတာရောနောက်ပြီးတော့ဒရိုက်တာဘဥမီဝါတင်ကြပေးရဲ့အပေါ်မှာဒါ နောက်ပြီးတော့ဒါကိုရဲလင်ဦးတို့ဒါပပကိုကြီးနေမင်းတို့ကိုကြီးသမင်းအောင်တို့အကုန်လုံးပေါ့နော်ခရနာမှာရှိရဲစီနီယာနုပညာအကိုရဲအမတွေအားလုံးဒါတင် जा ပေးရဲဟိုသူတို့တင် जा ပေးရဲအတိုင်းသူတို့ရုပ်ဆောင်တဲ့အပေါ်မှာခစားအကောင်းဆုံးသူတို့ character တွေကိုနှိစက်တဲ့ဟိုလို့ပြောမလဲ chemistry မိရဲ့ character မျိုးပေါ့နော်ခစားအကောင်းဆုံးစူးစမ်းပြီးတော့ရုပ်ဆောင်ထားပါရင်ရှင်ဟုတ်အခက်ခဲရတော့ရှိရဲအခက်ခဲရှိရဲဆိုတာဟိုခစားရဲ့ဟိုအတန်ကနည်းနည်းလုံးတဲ့ထဲမှာပါတော့အဲ့ဒါလေးပဲခစားနည်းနည်းလေး ဟိုစ조사ပြီးရိုက်ရတယ်ပပောက်မိဘကလည်းသူတို့ချင်းနဲ့စိတ်အထိအကက်အထိသူအကောင်းဆုံးစိတ်ရှိလက်ရှိနေပါဘောနော်စိတ်ရှိရှိနေတီးခံပြီးတော့သူအကောင်းဆုံးဟိုဆွဲခေါ်ပေးတယ်အဲ့လိုပဲခစားနဲ့ဒါရိုက်ရတဲ့ကိုရဲလင်ဦးဆိုရင်လည်းခစားနဲ့တူတူဟိုခစားကြောက်အခုမှတက်တက်ဆဆိုအမားလေးပဲလို့ရှိကောင်းရှိရှိရှိရပါဘောနော်ဆွဲခါကြောက်အဲ့အားလေးကိုသူကဒါစိုက်တီးခံပြီးတော့စောက်ပြီးတော့တိုက်ပေးပါရှင်ဆွဲခေါ်ပါတယ်ဟုတ် ဒီရုပ်ရှင်မှာပါတဲ့အမှုပညာအကိုရေအကိုရေအကုန်ဆရာရေဘာဆိုတင်ရွက်ရပေါ့နော်ဒါမဲ့ခစားနဲ့ close ဖြစ်ဆုံးဒါကိုရွယ်လင်ဦးဆိုရင်လေအာသူ့ရဲ့ character ပေါ့နော်သူ character change ဆက်ဖြစ်သွားတဲ့ဒီ scene တွေနောက်ပြီးတော့သူအဲ့လိုပေါ့နော်ဒီအစားအုပ်ဆိုရင်ဘယ်နဲ့ scene တွေ့ရလဲဆိုတော့၃ဆလောက်တွေ့ရတယ်အဲ့၃ဆလောက်မှာဆိုရင်သူ change ဖြစ်သွားတယ်သူ့ရဲ့ character တွေကိုအများကြီးတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဟာလေးလေးကစားအတူယူပါရရှင်ဟုတ်အဲ့ character တော့ဟိုတွေ့ရင်ကြပုံစံတော့မဟုတ်ဘူးပေါ့နော်အဲ့နည်းနည်းလေးဟိုကွဲတယ်ပေါ့နော်ဟို ဘယ်လိုပြောရမလဲစာရဲ့ character ကဟိုကစားနဲ့အခုလိုမျိုးကွဲလောကကွဲနေတဲ့ character မျိုးဆိုတော့ပြဿနာတွေအကြိုက်တွေ့မယ်လို့ကစားချင်ပါတယ်ရှင်ဟုတ်ရုပ်ရှင်တွေကတော့ကြာမှာပေါ့နော်ထပ်မဝကြာမယ်ဒါပေမဲ့ wife ဖြစ်နေကက်လာနဲ့အများကစားရောကစားနဲ့တူတူကစားရဲ့ပြဿနာတွေရောဒါရေခေါ်မယ်လို့ကစားချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်